ကချင်ဝေးကိုအမြဲဆောင်ကြည့်အားပေးနေကြတဲ့ပရိသတ်တွေအလုံးမင်္ဂလာပါလို့ဦးစွာပထမနှုတ်ခွန်းဆက်သပါရစေ။ကချင်ဝေးကနေပြီးမှအပတ်စဉ်အင်္ဂါနေ့တိုင်းတင်ဆက်ပေးနေတဲ့အက်ဒီတာနဲ့အတူစီးရေးနိုင်ငံရေးတုံ့တက်ဆွေးနွေးခြင်းအစီအစဉ်ကနေမှပြန်လည်ကြိုဆိုပါရရှင်။ဟုတ်ကဲ့မင်္ဂလာပါ။ပြီးခဲ့တဲ့ပတ်မှာတော့ကျွန်တော်တို့ကျန်းမာရေးအခြေအနေကမတင်ဆက်လက်နိုင်ဘူးပေါ့နော်။အဲ့ဒါလည်းအဲအတိပေးတောင်းပန်ပါတယ်လို့ ဟုတ်ကဲ့ဆရာအဲဒီတစ်ပတ်မှာကတော့ဒီငလျင်နဲ့ပတ်သက်ပြီးမှဒီမတ်လ28ရက်နေ့မှာဒီမန္တလေးတိုင်းဒေသကြီးကို UDP မှာလှုပ်ခတ်သွားခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးမှလည်းဟုတ်တယ်ပြီးတော့ဒီငလျင်ကြောင့်မို့လို့အဲတော်လိုင်းရေးအခြေအနေတွေကဘာတွေပြောင်းလဲသွားမလဲဆိုတာကို UD တင်ဆက်သွားဖို့စီစဉ်ထားပါတယ်ဆရာ UD ဆွေးနွေးသွားဖို့စီစဉ်ထားပါတယ်ဟုတ်ကဲ့ဒီပထမအဦးဆုံးအနေနဲ့ပေါ့နော်ဒီငလျင်ကြောင့်မို့လို့ စစ်ကောင်စီဘက်ကနေမှယာယီအပြည့်ရမယ်လို့ထုတ်ပြန်ခဲ့တယ်လို့မျိုးဒီ NUG နဲ့အခြားရောဒီတိုင်းနာတော်လိုင်းရေးလက်နက်ကင်အဖွဲ့အစည်းတွေကလည်းထုတ်ပြန်ခဲ့ကြတယ်ပေါ့ဒီငလင်ရဲ့နောက်ဆက်တွဲကြောင့်မို့လို့အဲဒီစီရေးအခြေအနေတွေမှာထူးခြားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာမလားပေါ့ပြီးတော့ဒီလေးနှစ်တာတော်လိုင်းရေးကာလအတွင်းမှာအချိန်ရနေပြီဖြစ်တဲ့စီရေးအခြေအနေတွေဟာဒီငလင်ကြောင့်မို့လို့ဘာတွေဆက်ဖြစ်လာနိုင်ချေရှိလဲပေါ့ဆရာဟုတ်ကဲ့ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့ဟာက ငလင်ကြောင့်အတက်တွေတာသမီမိဘဒီမိသားစုဆွေမျိုးတငယ်ချင်းတွေပေါ့နော် နေအင်းဦးအင်းဒီတေကျပြည့်စည်ခဲ့ရတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေကိုတတိယအောင်မေ့ပါတယ်ပြီးရင် အမြန်ဆုံးဘေးဒုက္ခကနေလွတ်မြောက်နိုင်ပါစေလို့ကျွန်တော်အဲဆူတောင်းမေတ္တာအရင်ပို့ချင်ပါတယ်လို့ဒီမယူဆမေမိကွန်းရကျွန်တော်ပြန်ဆွေးနွေးမယ်ဆိုရင် တကယ်တမ်းတော့ဒီအဲဒီကဒီစစ်ကောင်းဆောင်တွေတာခေါင်းဆောင်မှုအရေးအချင်းရှိမယ်ဆိုရင်တိုင်းပြည်နဲ့ပြည်သူအတွက်တကယ်စေတနာမှန်သူတို့မှရှိတယ်ဆိုရင်ဒီစစ်ချုံးနေတဲ့ဒီစစ်ကောင်းဆောင်တွေကဒီငလင်ဟာသူတို့အတွက်အချက်တည်းကအချက်တောင်ဖြစ်နိုင်တယ်လို့ကျွန်တော်အဲ့လိုတွေ့မိရယ်ဒါပေမဲ့ဒီစစ်အာဏာရှင်ဒီစစ်ကောင်းဆောင်တွေကဘရင်စနစ်ကိုထူထောင်ခြင်းနဲ့ဒီစစ် အာနာရှင်တွေကသူတို့ရဲ့စဉ်းစားတွေးခေါ်မှုမှာ ပြည်သူကိုဗဟုပြုစဉ်းစားတဲ့ဒီမိုကရေစီအတွေးခေါ်တွေကိမဲနေတဲ့ဒီစစ်ကောင်းဆောင်တွေဖြစ်နေတဲ့အတွက်ငလင်ဘဲတင့်ပြည်သူတွေကိုဒုဒုကေစေရေးမှကုညီရေးမှဘာမှထိထိရောက်ရောက်လှုပ်ဆောင်နိုင်တယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့မတွေ့ရဘူးပေါ့နော်ဒါကတကယ်တမ်းပြောမယ်ဆိုရင်လုံနိုင်ကင်နိုင်ရှိတယ်တကယ်တမ်းကောင်းဆောင်အရေးချင်းပြီးွားတယ်ဆိုရင်သူတို့အတွက်အခွင့်ကောင်းအောင်ဖြစ်တယ်လို့ကျွန်တော်အမြင်တယ်ဒါမှမဟုတ်အဲတကယ်တမ်းကျတော့အခုကျွန်တော်ပြောလိုမျိုး စစ်ကောင်းဆောင်တွေကပြည်သူစေတနာမရှိတဲ့အတွက်သူတို့ရဲ့တကယ်စည်ရင်းစေတနာမှန်ကပြည်သူအတွက်နိုင်ငံကောင်းစားရဲ့အတွက်မဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာအားလုံးအပေါ်တင်တင်တွေ့မြင်နေရပြီပေါ့နော်ဆိုတော့နောက်တစ်ခုကဒီသူတို့ရဲ့အစစ်တားတွေကလည်းဒီသူတို့ရဲ့ခေါင်းဆောင်တွေကိုချစ်လို့လေးစားလို့တာဝန်ထမ်းဆောင်နေတာမဟုတ်တဲ့အတွက်ဒီသူတို့ရဲ့ခေါင်းဆောင်တွေရဲ့အမိန့်ကိုကြောက်လို့ဒါတာဝန်ထမ်းဆောင်နေရတဲ့ ီစစ်သားတွေဖြစ်တဲ့အတွက်ဒီစစ်သားတွေကလည်းသူတို့ရဲ့စိတ်သက်ကလည်းဒီရှေ့တန်းနေမိမှာတာသူတို့စိတ်သက်ရေးရကြဆင်းနေတာမဟုတ်ပဲနဲ့ဒီလိုမျိုးပြည်သူအရေးပြည်သူအတွက် ကူညီဆောင်ရွက်မဲ့နေရာတွေမှာလည်းဒီစစ်သားတွေကလည်းတူတူရဲ့စစ်အဲစစ်ကောင်းဆောင်တွေနေတူပဲစေတနာမပါတာအာကျူးမှန်တဲ့ကူညီကေစီရေလှုပ်ဆောင်ခြင်းနဲ့စစ်ရင်စေတနာမှန်မရှိဘူးဆိုတဲ့ဟာကိုကျွန်တော်တို့မြင်တွေ့နေရတယ်ပေါ့နော်ဆိုတော့ပြည်သူအချင်းချင်းကူညီကြမယ်ရိုင်းပြီးကြမယ်ဆိုရင်လည်းလက်ရှိကာလကဒီစစ်ကောင်းဆောင်တွေ အဲစစ်အာဏာရှင်ဒီအာဏာသိမ်းထားတဲ့ကာလဖြစ်တဲ့အတွက်အရင်အယတအစူရကလူမျိုးအင်တိုက်အားတိုက်အဲပါဝင်ကူညီမှုအတွက်အခက်အခဲတွေအများကြီးရှိတယ်လို့ကျွန်တော်ကအဲ့လိုမြင်တွေ့ရတယ်ပြီးခဲ့တဲ့ဒီကချင်ပြည်နယ်နဲ့ဒီတခြားအပြည်နယ်တိုင်းဒေသတွေဒီမှာရေကြီးတဲ့အချိန်တုန်းကလည်းအဲ့လိုမျိုးပဲအဓိကတော့ဘာလို့ဆိုရင် လုံခြုံရေးကိစ္စ လုံခြုံရေးမရှိတဲ့ဟာပေါ့နော်ပြည်သူတွေအတွက်တွားရေးလာရေးလုံခြုံရေးကိစ္စတွေစဉ်းစားနေရတယ်ပြီးရင်ဆက်တွယ်ရေးတွေပြတ်တော့နေရတယ်ကိုငီချင်းရင်တောင်မှပြည်သူတွေကဒီလိုမျိုးစိတ်ရှိတိုင်းကိုငြီလို့မရတဲ့အနေထားမှာရှိနေတဲ့အတွက်အဓိကဖြစ်တော့ဒီဥစုတူဒီအာနာရှင်တွေအကြောင်းပေါ့ပြည်သူတွေက လက်ရှိအုပ်စုနေတဲ့အာဏာရှင်တွေကိုလည်းမယုံကြည်ဘူးဒီလိုမျိုးလက်ရှိအာဏာပိုင်တွေကိုပြည်သူလူထုကမယုံကြည်တဲ့ကိစ္စကဒီလိုမျိုးအရေးပေါ်ကူညီဆောင်ရွက်ရေးတွေမှာကြီးမားတဲ့ပြဿနာကိစ္စဖြစ်နေတာကိုကျွန်တော်တွေ့မိတာပေါ့နော်ဆိုတော့ပြည်သူတွေရဲ့အဲပါဝင်ဖြစ်ရှင်မှုကလည်းအင်တန်မှာအကန့်အသတ်ရှိနေတယ်အဲပြောချင်တဲ့ဟာကဒီလိုမျိုးအရေးပေါ်ပြဿနာတွေကို အစူရနဲ့ပြည်သူဝိုင်းဝန်းဖြည့်ရှင်းရမယ်ဆိုတာဒီမိုကရေစီဒီပြည်သူအစူရလက်ထက်တွေမှာဒါအကောင်မောင်းတန်အပြည်သူတွေဝိုင်းဝန်းဖြည့်ရှင်းပါဝင်နိုင်တဲ့အနေအထားရှိတယ်ဒီလက်ရှိအဖြစ်ပြက်ရောပြီးခဲ့တဲ့အဖြစ်ပြက်တွေမှာရောကြည်ချင်းအဖြစ်အလေလာသုံးတတ်နိုင်တယ်ပြီးရင်စစ်တပ်ဟာဒီတဘာဝဘေးအန္တရာယ်ဒုက္ခတွေနဲ့ကြုံတွေ့ခဲ့တဲ့ဟာအခုမှမဟုတ်ဘူးပေါ့ကြီးကြီးမားမားဒီလိုမျိုးတဘာဝဘေးအန္တရာယ်တွေ ွေနဲ့ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေကအရင်ကလည်းရှိခဲ့ဘူးတယ်။ဥပမာနန်နာဂိမုန်တိုင်းနဲ့ကြုံခဲ့ပြီးပြီးတကဘာလုံးကိုကြရက်ကြိုက်တော့တဲ့ COVID-19 ရောဂါနဲ့လည်းကြုံခဲ့ပြီးပြီးရေကြီးမှုတွေနဲ့လည်းကြုံခဲ့ပြီးပြီးဒါအပြင်ပေါ့နော်ဒီမြန်မာနိုင်ငံဟာတဘာဝဘေးအန္တရာယ်ကြာရောက်နိုင်မှုအများဆုံးနိုင်ငံတွေထဲမှာတနိုင်ငံအပါဝင်ဖြစ်နေတယ်ဆိုရဲဟာလည်းတူတူအတိပဲဒါမဲ့ဒီစစ်တပ်ကဒီလူမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးမှအထူးတူတူရဲ့တပ် ဖွဲ့တွေဒုတိယစစ်သားတွေကိုလေ့ကျင့်ပေးထားတဲ့ဟာမျိုးကိုကျွန်တော်တို့မတွေ့ရဘူး။ဒါကြောင့်ဒီစစ်တိုက်ဟာပြည်သူကျူးကိုကြည်ပြီးမှဖွဲ့စည်းထားတဲ့ပြင်ဆင်ထားတဲ့ဟာမျိုးကိုကျွန်တော်တို့မတွေ့ရဘူး။ကျွန်တော်တို့မမြင်ရဘူးပေါ့နော်။သူများနိုင်ငံကလူမျိုးစစ်သားတွေဘယ်လိုမျိုးကိုပပြည်သူအဲကိုကြီးကေစေးလုံးမလဲဆိုတဲ့ဟာမျိုးဒုရုမှာအထူးတလေလေ့ကျင့်ထားတဲ့စစ်သားတွေဖြစ်တဲ့ပဲမဲ့အဲ့လိုမျိုးကျွန်တော်တို့မတွေ့ခဲ့ရဘူးပေါ့နော်။ပြောမစွင်ဒီစစ်သားကအင်္ဂလင်ဖြစ်ဖြစ် ြစ်မဖြစ်ဖြစ်သူတို့ရဲ့ခေါင်းထဲမှာနံပါတ်၁စဉ်းစားတဲ့ဟာကသူတို့ကြီးကျော်နေတဲ့အတိုင်းပဲတရားတော်စစ်အောင်ရမယ်စစ်တပ်ကိုလာကြမကန်နဲ့ပြီးရင်ဒီစစ်တပ်ဟာနိုင်ငံနိုင်ငံရေးကနေမထွက်ဘူးဆိုတဲ့ သူတို့ရဲ့ကျူးကျော်တန်သူတို့ရဲ့ခံယူချက်ဒီအချက်တွေကသူတို့ရဲ့စင်စားမှုဒီမှာသူတို့ရဲ့အုံနောက်ထဲမှာသူတို့ရဲ့နှလုံးသားထဲမှာဒါတွေပဲလွမ်းမိုးနေတဲ့ဟာဇူးတဲ့ဟာကျွန်တော်တို့ကအဲလက်ရှိဖြစ်နေတဲ့အခင်းကြီးဒီမှာရောအရင်ဖြစ်ပျက်ခဲ့တဲ့အခင်းကြီးဒီမှာရောကျွန်တော်တို့ကြည့်ရတဲ့အခါမှာတကယ်ဒီစစ်တပ်ကပြည်သူနဲ့တိုင်းပြည်အတွက်စေတနာမှမရှိဘူးဆိုတဲ့ဟာပေါ်လွင်နေပြီးသားလို့ကျွန်တော်ကအဲ့လိုတုံ့တက်ချင်တယ် ြီးနောက်တစ်ခု အမျိုးသားရင်ရွေးရဲ့အစိုးရ NUG ကိုကျွန်တော်ပြောချင်တဲ့ဟာလဲ NUG အစိုးရဟာ ပြုပြင် ပြီးမှပြန်လည်ဖွဲ့စည်းမယ်ဆိုပြီးမှဒီယာယီသမ္မတပြောကြားထားတဲ့အတိုင်းပဲအ мян ထိထိရောက်ရောက်အပြုပြင်ဖွဲ့စည်းပြီးမှပြည်တွင်းမှာအခြေစိုက်ပြည်သူနဲ့အတူနိနိကကနေထိုင်ပြီးမှတော်လန်ယုံထဖို့အတွက်အကျူးစားတင်တယ်ဒါတကယ်အရေးကြီးတဲ့ အချင်းခါကြာရောက်နေပြီလို့ကျွန်တော်အဲ့လိုတုံတက်တယ်ပြောမယ်ဆိုရင်တော့ကွာအဲဘူကျုအောင်စန်းလူမျိုးပေးပြုတ်နဲ့နံပြားစားပြီးပြည်သူနဲ့အတူတော်လန်ရဲတဲ့ဒီတော်လန်ခေါင်းဆောင်တွေတော်လန်ရဲ့အဖွဲ့အစည်းတွေဖြစ်တဲ့နဲ့ပြင်အချားတော်လန်ရဲ့အဖွဲ့အစည်းတွေကလည်းအရင်နာကဒီတဘာဝဘေးအန်ဒီရဲ့ပြီးပြီးမှအတီးပြူလိုက်တဲ့2008ဖွဲ့စည်းပုံဥပဒေလူမျိုး စစ်အစိုးရကိုတွင်ပြောင်းပေးလိုက်တဲ့အဖြစ်ပြက်လူမျိုးအခုလည်းငလင်ယူကော့ပွဲနဲ့စစ်ကောင်စီကိုအသက်ဆက်ခွင့်ပေးမဲ့အခင်းအကျင်းမျိုးဖြစ်မလာအောင်တတိထားပြီးမှပြည်သူလူလာတဲ့စစ်အာဏာရှင်အမိပြတ်ချိန်မုံရေးဆိုတဲ့ပန်းတန်ရောက် ရောက်တဲ့အထိပြည်သူနဲ့အတူတော်လှန်ဖို့အတွက်အားကျူးမှန်တဲ့ဆက်လက်ပြီးမှတော်လှန်တော်တည်နေလို့ကျွန်တော်အဲ့လိုပြောချင်တာပေါ့နော်ညီမ ဟုတ်ကဲ့ဆရာအဲ့လိုဆိုတော့ဒီငလျင်လောက်ခတ်ပြီးနောက်ပိုင်းမှာပေါ့နော်မြန်မာနိုင်ငံရဲ့အခြေအနေဒါမှမဟုတ်စီးရေးခြေရင်းနဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးမှပြောင်းလဲသွားနိုင်တဲ့အခြေအနေတွေရောရှိနိုင်မှာဆရာအပြောင်းလဲဆိုတာကဒီတန်ရေးတမန်ရေးနိုင်ငံတကာ အခင်းကျင်းနဲ့ပြည်တွင်းကအခင်းကျင်းတွေကပြီးခဲ့တဲ့၄နှစ်တာကာလနဲ့အခု2025အခုပြောမယ်ဆိုရင်တော့အခုငလျင်ဖြစ်ပြီးနောက်ပိုင်းမှာအခင်းကျင်းတွေအပြောင်းလဲ လူရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့စဉ်းစားရမယ့်ဟာက ကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့အာနာရှင်အကူအမြင့်ဖြတ်ခြေမုံပြီးမှဒီနိုင်ငံကိုဖေဒရယ်ဒီမိုကရေစီစနစ်နိုင်ငံတစ်ပြန်လည်ထူထောင်မယ်ဆိုတဲ့ဒီကျွန်တော်တို့ရဲ့အန်တီမပန်းတိုင်ကိုတော့မမေ့တင်ဘူးအဲမဖြောက်ဖြတ်တင်ဘူးလို့ကျွန်တော်အမြင်တယ်ပြီးရင်အခုအိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအစုအယတွေ အဖွဲ့အစည်းတွေကငလင်ကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေရဲ့မျက်နှာကိုထောက်ရှုပြီးမှ လာရောက်ကူညီပေးတာတွေအားလုံးကိုကျွန်တော်တို့ကကျေးဇူးတင်တယ်ကျေးဇူးတင်ရမှာပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီစစ်ကောင်စီအာဏာဆက်ရှည်သွားမေဆူရင်ငလင်ပြီးသွားရင်လည်းပြည်သူတွေဟာတကယ်ဒီဒုက္ခတွေကနေအမှန်တကယ် လွတ်မြောက်နိုင်မှာမဟုတ်ဘူးစစ်ကောင်စီသာရှိနေခြင်းက ပြည်သူတွေရဲ့ဒုက္ခပဲပေါ့နော်ဒါကြောင့်မို့ဒီငလင်ကြောင့်နိုင်ငံတကာအင်းကြီးချင်းအစိုးရဒီနိုင်ငံတကာအဖွဲ့အစည်းတွေကူညီတဲ့ဟာကကျေစုတင်တယ်ဒါပေမဲ့စစ်ကောင်စီအာနာဆက်ရှည်သွားမဲ့ခင်းကျင်းမြူဖြစ်မသွားဖို့အတွက်တော့ကျွန်တော်တို့တတိချက်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်ပြီးရင်စစ်ကောင်စီကရတဲ့နီးနဲ့ ယူကော့ပွဲကိုလုတော့မယ်ရတဲ့နီးနဲ့ဒူရုတေယွန်အစူရအဖြစ်အတိအမှတ်ပြုခံရဖို့အတွက်ဒူရုလုတော့မယ်ဒီဟာတွေအတွက်ရတဲ့နီးနဲ့ဒူရုကယူကော့ပွဲကိုမဖြစ်မနေလုတော့ဖို့ဒူရုကျူစာအားထုတ်တော့မယ်ကျူစာအားထုတ်တော့ဖို့ရှိရပါတော့ဆိုတော့ဒီ NUG အနေနဲ့ကတော့ပြီးခဲ့တဲ့၄နှစ်မှာနိုင်ငံတကာကထူဖောက်ပြီးမှတန်ခင်းတမန်ခင်းမျက်နှာစာမှာကျွန်တော်တို့ကျူစာခဲ့ပြီးပြီကျွန်တော်ထင်တဲ့ဟာက သူတို့အမြင့်ဆုံးနေရာ ရောက်ရှိပြီးသွားပြီလို့ကျွန်တော်မြင်တယ်ဒီထက် ထပ်ပြီးနိုင်ငံတကာမှာ NUG ရဲ့ အခန့်ကန်တာကိုမြင့်တင်နိုင်ဖို့မရှိတော့ဘူးလို့ကျွန်တော်ကမြင်တယ်ဆိုတော့ဒီအနိုင်ငံတကာမှာပြီးခဲ့၄နှစ်မှာကျူစာခဲ့ပြီးဖြစ်တဲ့အတွက်ဒီထက်မျောလင့်လို့မရတော့ဘူးအဲ့ဒါကိုကျွန်တော်တို့တတိချက်ဖို့လိုတယ်တကယ်တမ်းပြောမယ်ဆိုရင်ဒီတော်လန်ရေးမှာနိုင်ငံတကာရဲ့အကူအညီဟာလဲဝန်းရံပေးယူတက်တက်ပါပဲကူထိလက်ရောက်ဝင်ရောက်ကူညီဖြေရှင်းပေးမယ်ဆိုတဲ့ဟာကအဲ့လိုမဖြစ်နိုင်ဘူးဆိုတဲ့ဟာကဒီနူဦးတော်လန်ရေးမှာပြည်သူတွေကကောင်းကောင်း တဘောပေါက်နေပြီဒါကြောင့်လည်းပြပမှာအခြေဆိုင်ပြီးမှအစူရအနေနဲ့တော်လန်ရေးလုံနေတဲ့ဟာကဒီနူယူတော်လန်ရေးမှာမဖြစ်တင်တော့ဘူးအဲအစင်မပြေတော့ဘူးလို့ကျွန်တော်ကအဲ့လိုတုံးတက်ချင်တယ်ဗောနော ဟိုအိုအထက်မှာဆရာ ပြောရသလိုမျိုးပဲပေါ့နော်ဒီကာလမှာဒီကာလမှာဆိုတော့ဒီငလျင်ဘေးမတိုင်ခင်ကလေးကနဲ့ပြည်သူတွေကဒီခက်ခဲကြက်တဲမှုတွေနဲ့ရင်ဆိုင်နေရပြီးတာပေါ့ဆိုတော့ဒီအိတ်ကြားထဲမှာငလျင်ထပ်ဖြစ်လိုက်တဲ့အခါမှာလူထုကိုပို့ပြီးမှအသက်ရှူကျက်စီတဲ့အခြေအနေမျိုးတွေကို ဖြစ်စေတယ်ယူဆောင်ပေးခဲ့တယ်ပေါ့နော်ဆိုတော့ဒီຫນွေဥတော်လန်ရေးတစ်ခုလုံးကပြည်သူကိုအခြေပြုပြီးမှဖြစ်ပေါ်လာတာဆိုဆိုတော့ဒီလိုအခြေအနေမျိုးမှာတော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့အဲဘာကိုတတိထားတင်လဲဘာကိုအဓိကထားလှုပ်ဆောင်တင်ပါလဲဆရာဟုတ်ကဲ့ပါ ဆိုကျွန်တော်တို့ဒီနွေဦးတော်လိုင်းရေစဖြစ်တည်လာတာကပြည်သူလူထုကတခဲနဲ့ထောက်ခံလို့ကျွန်တော်တို့ဒီအခြေအနေထိ ရောက်လာတာအဲ့ဒါကို ကျွန်တော်တို့မမေ့တင်ဘူးကျွန်တော်တို့ပြီးခဲ့လေးနှစ်မှာနီးပေါင်းစုံနဲ့ဂျူစာအထုတ်ခဲ့တယ်တော်လိုင်းခဲ့တယ်ကျွန်တော်တို့အတိမတ်ပြုရမယ်လေးစားတယ်ဒီလိုမျိုးဥဆောင်ခဲ့တဲ့ခေါင်းဆောင်တွေကိုလည်းကျွန်တော်တို့အတိမတ်ပြုလေးစားတယ်ပေါ့နော်ဒါပေမဲ့ဒီလက်ရှိအခင်းချင်းအခြေအနေတွေအရစောစောကျွန်တော်ဆွေးနွေးခဲ့ လိုမျိုးပဲကျွန်တော်တို့ကပြည်ပမှာအခြေဆိုင်မှုများတဲ့တော်လံရဲအစူရအနေနဲ့အဲဆက်ပြရတီပြီးမှတော်လံမယ်ဆိုရင်ဒီတော်လံရဲဟာအောင်မြင်နိုင်မှုအလားလာမရှိဘူးပြီးရင်ဒီအင်းကြီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာရဲ့အတိမတ်ပြုခံရဖို့ကလည်းပူပြီးမှအလံဝေးတွားနိုင်တယ် ဒါကြောင့်မို့စောစောအမယူဆန်ပြောလိုမျိုးပဲပြည်သူတွေကအကြက်သေးအခက်ခဲတွေကြားထဲကနေဝန်းရံထောက်ခံပြီးမှလက်ရှိအချိန်ကာလအထိအောင်မြင်မှုတွေရရှိရရှိနေတဲ့ဒီတော်လန်ရဲ့အခင်းကျင်းဟာအဟောဒီကံပေါ့နော်အလဟဒဖြစ်မတော့အောင် ကျွန်တော်တို့ကဆက်ပြီးမှပြည်သူနဲ့အတူယုံကံတော်လန်ပြီးမှပြည်သူလူလာတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက်ကျွန်တော်တို့ကဆက် ပြီးမှအာထုတ်ကျူစာရမယ်ဒီမျောလင်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက်ဒီတော်လန်ရဲ့အဖွဲ့အစည်းတွေတော်လန်ရဲ့ခေါင်းဆောင်တွေတော်လန်ရဲ့ထဲမှာပါဝင်နေတဲ့တူးချင်းတယောက်ချင်းကဒီအရေးကိုစဉ်းစားပြီးမှကျွန်တော်တို့ဆက်ပြီးရှောက်ရမယ်လို့ကျွန်တော်အလိုမြင်တယ်ပြီးရင်ဒီငလင်းကြောင့်ကျွန်တော်တို့ပူပြီးမှလက်ရှိအကြက်တဲဖြစ်နေတဲ့အခက်အခဲဖြစ်နေတဲ့မှန်တယ်ဒါပေမဲ့ဒီ အာနာတင်းစစ်ကောင်စီကဒူရုနိုင်ငံရေးကိုဒူရုစိတ်ကြိုက်ဆက်ပြီးမှခြေလီဖို့အတွက်ပဲဒူရုကပထမအိုးထိတ်ထားပြီးမှစဉ်းစားနေတဲ့အခြေအနေအခင်းကျင်းဒူရုရဲ့စဉ်းစားတွေးခေါ်မှုကအဲ့ဒါပဲဖြစ်နေတဲ့အတွက် နောက်ထပ်နောက်ထပ်ကျွန်တော်တို့ဒီလိုမျိုးမမျော်လေးနဲ့ဒုက္ခတွေပြန်ကြုံရရင်လည်းကျွန်တော်တို့ကစက်သေးတဲ့စက်တဲမယ်ခက်ခဲတဲ့ပူပြီးမှခက်ခဲနိုင်တာဖြစ်တဲ့အတွက်ဒီနိုင်ငံဟာတီးပြည်ဆောင်စုကြီးဟာအမြန်ဆုံးအယက်တာဖေဒရယ်ဒီမိုကရေစီအစုအယရဲ့ဥဆောင်မှုအောက်မှာရောက်ရှိတင်ပြီးဒါမှမဟုတ်ရင်တော့နောက်နောက်လည်းကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေကပူပြီးမှခက်ခဲစက်သေးလာလိမ့်မယ်လို့ကျွန်တော်အဲ့လိုစဉ်းစားမိပါတယ်ဒါကြောင့်မို့ဒီတော်လန်ရဲ့ ဖွဲ့စည်းဒီလူပြောရင်လည်းပြည်သူဟူပို့ဖို့ပြုတဲ့တော်လန်ရဲ့အဖွဲ့အစည်းတွေပဲဖြစ်ဖို့အရေးကြီးပါတယ်ပြီးရင်တော်လန်ရဲ့လုပ်တာလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့ဒါပေမဲ့တော်လန်ရဲ့တည်တည်မှန်မှုလူပါတယ်ပြီးရင်ပြည်သူကိုစေယုံ နိုင်ရမယ်အခက်ခဲအကျက်သေးတွေကိုပြည်သူရောတော်လှန်ရေးတမားတွေရော အတူတကွကြော်ဖြတ်နိုင်ဖို့ကအစင်းရဲခံအနွန်တာခံနိုင်တဲ့တော်လှန်ရေးတမားတွေတော်လှန်ရေးကောင်းဆောင်တွေဖြစ်ဖို့လူအပ်ပါတယ်ပြီးရင်ပြည်သူပြည်သူရဲ့ကြောခိုင်းခြင်းခံရတဲ့တော်လှန်ရေးတမားနိုင်ငံရေးတမားတွေဟာတကယ်တမ်းပြောမယ်ဆိုရင်တော့ရှင်လက်နဲ့တည်နေရတဲ့အဖွဲ့အစည်းတွေကောင်းဆောင်တွေပဲဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ကတော့အလူပြောချင်တာပေါ့နော်ဂျေဆုတင်ပါတယ် ဟုတ်ကဲ့ပါဆရာဒီကနေ့ရဲ့တုံးသက်ဆွေးနွေးခြင်းအစီအစဉ်ကတော့ဒီမှာပဲရပ်နားလိုက်ပါမယ်ဆရာဟုတ်ကဲ့နောက်ပတ်မှာကျွန်တော်တို့ဆက်လက်ဆွေးနွေးကြတာပေါ့ဟုတ်ကဲ့ကချင် wave ကိုအားပေးနေကြတဲ့ပရိသတ်ကြီးတွေလည်းနောက်ပတ်မှာဘလို့ကောင်းစဉ်မျိုးနဲ့နိုင်ငံရေးစိတ်ရေးအခြေအနေတွေတုံးသက်ဆွေးနွေးရမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ဖတ်ပေးကြပါအောင်ရှင်